မီးလဝါတိုင်းနဲ့ဆရာကြီးဖြစ်နေပေမဲ့မိမစကားအောက်ပြားပြားဝင်နေရတဲ့နေထူးနိုင်ကွီးနေထူးနိုင်ဆိုတာနဲ့အစ်စဖွဲရစွမ်းတွေကိုပိုင်ဆိုင်ထားပြီးဘာနဲ့မှမတူတဲ့မင်းသားတယောက်ဆိုတာကိုအားလုံးကတိကြပြီးသားပါသူတရုတ်ဆောင်ခဲ့တဲ့စကားတွေအကြောင်းတနိုင်ငံလုံးကပြည်သက်တွေကမီးလဝါကွင်းတွေထူးနိုင်ဆိုပြီးနာမည်ပေးခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုနာမည်ပေးတာကိုလည်းစိတ်မဆိုးတဲ့အပြင်သဘောတောင်ကျနေပါသေးတယ်သူခိတုအခါတော့ကတော့သူရဲ့ဇလန်းတွေဟာပြည်သက်တွေအကြရန်ကိုခေစားခဲ့တာပါ ဒါပေမဲ့လေတိုင်းဘလောက်တက်တဲ့အိမ်ကမိန်မကိုတော့ကြောက်ရပါတယ်။အစွမ်းတွေနဲ့မြေရှိုးမိုးပြန်လုံးနေသူဖြစ်တာကြောင့်ကြောက်ရမဲ့သူမရှိဘူးလို့ထင်ကြတာပါ။ဒါပေမဲ့နေထူးနိုင်ကရောကျောင်းတွေတဲကရောကျောတယောက်ဖြစ်တာမို့မိန်မကိုတော်လေးကြောက်ရပါတယ်။ကျွန်တော်ကကြောက်တယ်ဆိုတာစကားအရပြောတာပါ။တကယ်ကတော့ချစ်ပြီးစိတ်ချမ်းသာစေချင်တာပါလို့ဆိုကမိမကြောက်ရကြောင်းကိုလည်းဝမခံပဲချစ်တာဆိုပြီးနေထူးနိုင်က နေမဲ့သူတွေကိုကြိုတင်ကာဝယ်ပြောဆိုလာခဲ့တာပါ။ လိုင်းတလဲမိမကြောက်ရတဲ့ဂွီးမို့အိမ်ပြန်ရောက်ရင်မိမကထောင်းမှာကိုလည်းကြောက်ရပါသေးတယ်။မိမကလည်းဖုံးခါခဏဆက်တက်တာကြောင့်မိမကိုချစ်တဲ့ဂွီးဟာဖုံးမကင်ပဲလဲမနေရပါဘူး။မိမကိုစိတ်ချမ်းသာစေချင်တာကြောင့်ကြောက်ချင်အောင်ဆောင်နေတာလို့လည်းပြောခဲ့ပါသေးတယ်။သားဘူးရင်စော်ဘွားသခင်ကြောင်မျက်ရှင်ပန်းထွားရှင်နင်ကြဘူးရင်ဖူးရင်တွေတဲကဖူးရင်ချစ်တဲ့သူတယောက်ဟာဆိုရင်တော့လောကကြီးမှာသူကြောက်နေရတဲ့သူကသူ့မိမပဲရှိပါတယ်။အရာရာကိုမီးလဝါးတစ်ချက်တည်းနဲ့အနိုင်ယူနိုင်ခဲ့ပေမဲ့အိမ်ကမိမနဲ့တွေ့တော့ မီလဝါဟာလည်းမိမကိုနှိပ်ပေးရတဲ့လဝါဖြစ်သွားပါတယ်။မိမတခွန်းဆိုတခွန်းဟိတ်ဆိုဟိတ်တိတ်ဆိုဒိတ်တဲ့ကွေးဟာအိမ်မာဒီမဟုတ်ပဲအပြင်မှာလည်းမိမကိုကြောက်ရတာပါ။အခုလည်းမိမကလာကြုံမယ်ဆိုလို့စောင့်နေတာပါလို့တောင်ပြောခဲ့ပါသေးတယ်။သူ့မိမစိတ်ကောက်တာကိုလည်းအချစ်မမြင်တဲ့အပြင်မိမဘာဝမှုကောက်တာပါဆိုပြီးဖြေရွေးပေးတဲ့သေးတာပါ။ မိမရဲ့ဘာကိုကြောက်လဲမရင်တော့အကုံကြောက်တဲ့ကွေးဟာသူ့မိမကိုစိတ်ချမ်းသာစေချင်တာပါမိမဟာကြောက်စရာမဟုတ်ဘူးဆိုပြီးလူရှိမှကြွေးကြုံနေတဲ့ကွေးနေထူးနိုင်ကသူ့မိမစိတ်ပူစေမဲ့အရာတွေကိုလည်းမလုပ်ပါဘူး။သားသမီးတွေအပေါ်မှာလည်းနားလဲပေးပြီးတော့သူတို့ချစ်ချင်တဲ့အရာတွေကိုပဲဖြည့်ဆည်းပေးချင်တာဖြစ်ပါတယ်။သားတွေသာတရုပ်ဆောင်လုပ်ချင်နေဆိုရင်လည်းအပြည့်အဝကိုဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ခင်ပွန်းကောင်းတယောက်ပြီးတဲ့ပြီးသားတွေအပေါ်မှာလည်းအယမ်းချစ်နေတဲ့ကွေးနေထူးနိုင်ကစကားကိုလည်းထိန်ထိန်သိမ့်သိမ့်နဲ့ပြောပါတယ်။ ူ့ရဲ့စကားတခုကတသက်လုံးမားပါသွားမှာစိုးတဲ့အတွက်တက်နိုင်တဲ့မီဒီယာပေါ်မှာမချေချစ်တာများပါတယ်။ဒါကြောင့်မို့လဲသူ့ရဲ့ဂုံးချုပ်အိမ်သူတက်ထားစနီးများကလည်းအင်တာဗျူးတွေမှာတိတ်မလိုက်တာဖြစ်ပါတယ်။အခုလက်ရှိမြေဆိုတဲ့ဇလန်းတွဲထဲမှာတော့သူတခါမှတရုတ်မဆောင်ဘူးတဲ့ကာရိုက်တာတွေအိုက်တင်တွေနဲ့ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ဇလန်းတွေမှာတိတ်တရုတ်မဆောင်တော့ပဲဇလန်းတွေကိုကြိုက်နှစ်သက်လို့လာဝဲယူရေးရောင်းခဲ့တာပဲဖြစ်ပါတယ်။ယခုဇလန်းအတွင်းမှာတော့ သူ့ channel အတွက်မဟုတ်ပဲအခြားသူရဲ့ channel အတွက်ပထမဆုံးတရုပ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ကာရိုက်တာတွေကိုတော့ညင်းတဲ့အထင်းပါပေမဲ့ခေါ်မရချစ်တာကြောင့်နေထူးနိုင်တယောက်ဇလန်းတွေတိတ်မရချစ်တော့တာပဲဖြစ်ပါတယ်။ခေါ်ရရင်လဲစကောင့်ကိုတက်နိုင်ဆုံးအကောင်းဆုံးအလိုက်ဖက်ဆုံးချစ်အောင်ရိုက်တာပါ။